ရိစိတ်တာတို့ဆုတောင်းတာတို့ပန်းလူရတောင်းရိုးရိုးပန်းမဟုတ်ပဲနဲ့ပေရင်ဆရာညွန့်တဲ့ပန်းမျိုးနဲ့လှူထမ်းကြတာတော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကံကောင်းခြင်းလို့လုပ်နေကြတာဟာဘာတွေလုပ်ကြတော့ဆိုကံကောင်းတယ်လို့ကံကောင်းလိုက်မယ်လို့ယူဆပြီးယုံကြည်ပြီးတုံးတဲ့တူမတူတဲ့အလုပ်တွေလုပ်ကြတာ အဲ့တော့တုံ့နဲ့တူမတူဘူးဆိုရဲကကံကောင်းခြင်းရဲ့အကြောင်းဟာမတူညီဘူးဖြစ်နေမတူသည့်အတွက်ကြောင့်တယောက်လှုပ်တာမှားရင်နောက်တယောက်လှုပ်တာမှန်းအလုံးအောင်မမှန်နိုင်ဘူးဖြစ်တယ်။ဘာလို့ဆိုလူတိုင်းဟာကံမကောင်းကြအဲ့တော့ဘုရားဝါသာဝင်သူတော်စင်နေအနေနဲ့ဒီကနေ့မြတ်စွာဘုရားဟောကြားဆုံးမတဲ့ပိဋကတ်၃သွဲနေကဲ၅ပြာဓမ္မခဏပေါင်း၈၄၀၀ဆိုတာ မြန်မာပြည်မှာထင်ရှားရှိတော့မှဖြစ်တယ်။မိမိတို့ကိုယ်တိုင်လည်းဘုရားတရဏံကိသမိဓမ္မတရဏံကိသမိဆိုပြီးဖရာတရားတန်ခါဖြရဏသုံးပါးကို စိတ်ကကိုယ်ွယ်နေချတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ဖြစ်ပြီးသိတဲ့အတွက်ကြောင့်ကံကောင်းခြင်းဘာလို့ရမလဲ။မြတ်စွာဘုရားဘာတွေဟောထားတယ်ဆိုတာသိရှိ နားလည်ဖို့အမတမ်းမှအရေးကြီးတယ်။ အဲ့ဒါမသိပဲနဲ့မှန်းပြီးတော့ကံကောင်းလို့ကံကောင်းညာအဆောင်ကောင်းတွေရှာပြီးတော့လုံနေချတာတကယ်ရောကံကောင်းနိုင်သလားကံကောင်းလို့ရှိရင်တော့မဆိုးဘူးပေါ့သို့တော့တကယ်ကံကောင်းနိုင်သလားဆိုတာဘဝမှာအာမခံချက်ပေးနိုင်တယ်ရှိမရှိအတိညာနဲ့ဆုံးဖြတ်ကြအောင်ဖြစ်တယ်ဆိုတော့ကံကောင်းခြင်းနဲ့ ကံကောင်းရင်အဆောင်ကောင်းလေးဆောင်လိုက်ရင်ကံကောင်းလာမယ်လို့ထင်ကြတယ်တော်တော်များများအဆောင်ကောင်းလေးဆောင်တာနဲ့ကံကောင်းနိုင်ပါမလားဆုတောင်းကြတယ်ဆုတောင်းရုံနဲ့ကံကောင်းနိုင်ပါမလားအဲ့တော့ဒီအဆောင်ကောင်းကိုဘယ်သူကပေးတာတုံးဆိုပေးတဲ့ဆရာလည်းရှိတယ်အဲ့ဒါဆိုလို့ရှိရင် သူကရောပေးတဲ့လူကရောတကယ်ကံကောင်းနေသလားမေးဖို့လိုတယ်လေ အဆောင်ကောင်းတွေပေးတဲ့ပုဂ္ဂိုလ်အရောတကယ်ကံကောင်းသူဟုတ်ကဲ့လားနော်ဆစ်ဆရာ ကိုယ်တိုင်ကတည်တတ်တယ်ဆိုရင် तू မ तू ကမတည်အောင်ခုနိုင်တယ်ဆိုတာဖြစ်နိုင်ပါ့မလားဖြစ်နိုင်ဘူးလေအဲ့တော့အဆောင်ပေးတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်ကရောကံကောင်းနေသလားဆိုတာစဉ်းစားဆူတောင်းယုံနဲ့ကံကောင်းနိုင်သလားလို့ဆိုတာစဉ်းစားကြည့်မယ်ရှင် သူလည်းဆူတောင်းမှာပဲငါလည်းဆူတောင်းမှာအဲ့တော့ဆူတောင်းလို့ကံကောင်းမယ်ဆိုလူတိုင်းကံကောင်းကြမှာပဲဒါအားလုံးကဆူတောင်းကြမှာပဲဘုရားဆောင်ရဟောထားတဲ့မဂ္ဂရှိပါအန္တရာဆိုတာနိဗ္ဗာန်ထီအောင်ပို့ဆောင်နိုင်တဲ့စွမ်းရည်တတ္တိရှိတယ်လူလောကမှာလည်းပဲကံကောင်းမှုအတွက်ထောက်ကူတွေအများကြီးဖြစ်စေတယ်ဒီလိုဆိုလို့ကံကောင်းမှုဆိုတာအလွယ်လေးနိဗ္ဗာန်ရဖို့သာခက်တာ နိဗ္ဗာန်တော်ပို့ဆောင်နိုင်တဲ့အကြောင်းတရားဒီကံကောင်းမှုဆိုတဲ့အကျိုးလောက်ကတော့အသာလေးဖြစ်နေပြုလုပ်တာတမွေးဝါညောင်းလုပ်တာကြိုးစားတာအထောက်တာပဋိရှိတာစိတ်တည်ငြိမ်မှုရှိတာဒါတွေကဒီရှိခုနဲ့ဖွဲ့စည်းထားတာကိုမက္ခလမ်းကြောင်းလို့ဆိုလိုတယ်ပေါ့အဲ့ဒီလမ်းကြောင်းကြီးကနေသွားရမယ်လို့လောကမှာတဏှာဥက္ကတောင်လွတ်စေတတ်တဲ့ဒီလမ်းကြောင်းဟာကံကောင်းဖို့ရာအတွက်ကတော့ အသားကလေးဖြစ်နိုင်တယ်လမ်းကြောင်းပဲအဲ့တော့မြတ်စွာဘုရားကဒီလိုလမ်းကြောင်းဖွင့်ပြပြီးမကန်နဲ့တရားတွေကိုအိန္ဒိယနိုင်ငံမှာတော့ငယ်တဲ့နှစ်ပေါင်း2600ကျော်ကဟောပြောခဲ့တယ်။ဟောပြောလို့မြတ်စွာဘုရားဟောပြောခဲ့တဲ့အတိုင်းလိုက်တာဆောင်ရကြသည့်အတွက်ကြောင့်ကံကောင်းသွားကြတဲ့ပုဂ္ဂိုလ်တွေအများကြီး။ကံဆိုးရာကနေကံကောင်းသွား။ဆိုပါစို့ ပဒါစာရီအကြောင်းအလုံးသိကြတယ်သူလောက်ကံဆိုတာပဲရှိဦးလဲသူလောက်ကံဆိုတာပဲရှိတောကြီးမြက်မဲခီးသွားလာတဲ့အချိန်မှာလူမမဲအရွယ်သားကလေးတယောက်နဲ့အာကိုရတဲ့လင်းယောက်ျားယောက်ျားနဲ့အတူလာအဲ့ဒီမှာတဲ့လမ်းမှာပဲမိဖွားမိဖွားတဲ့အချိန်ကလဲတကယ်ကိုမိုးကအကြီးကျယ်ရွာနေမိုးခိုကြမရှိဘူး တစ်ပင်အောင်မှာသူကိုယ်တိုင်ကကြောကိုမိုးဆုခံပြီးကလေးမိုးမဆော့အောင်ထိမ့်သိမ်းဆော့ဆောင်နေရတဲ့အနေအထားမျိုးစဉ်းစားကြည့်ပေါ့အဲ့ဒီအချိန်မှာချမ်းလို့လို့မီးလုံမိုးရာအတွက်ထင်းအချောက်ရာကိုဆက်မတန်ခဲနေလေထင်းတော့ထင်းချောက်တော့ခွေတာမမြင်မကန်းနဲ့မဟုတ်မဟုတ်ကထွက်ပြီးကောက်လိုက်ကိုက်လိုက်တဲ့အခါသေဆုံးသွားယောက်ျားသေဆုံးသွား အော်လူမမဲကလေးလေးနှစ်ယောက်နဲ့သူတယောက်တည်းတော်တယ်မှာတညာလုံးအဲ့ဒီကနေပြီးတော့ကလေးနှစ်ယောက်လက်ဆွဲပြီးညကရွာထားတဲ့မိုးကလွန်ချီးတော့ချောင်းရည်ကကြီးနေအစိတော်တီမြစ်ဆိုတာတခဏပဲရေရှိတဲ့မြစ်ပဲအဲ့ချောင်းရည်ကိုဖြတ်ကူးတဲ့အခါမှာလူမမဲသားကလေးကိုပွက်ချီပြီးဟိုပဲရောက်အောင်ပို့ပြန်လာတဲ့အချိန်မှာ ွေပိကစားကလေးဆိုနီနီရဲရဲသေးသေးလေးတတ်ထင်ပြီးတော့စွန်ကဝဲနေရာနဲ့ထိုးဆင်းပြီးတော့ချိန်တယ်ကိုကလည်းမြစ်လက်ကောင်ရောက်နေပြီဆိုတော့မောင်းမွေရခက်သွားအဲ့ဒီမှာအော်ပြီးတော့မောင်းရကနေဟိုတစ်ဖက်ကမ်းမှာစောင့်နေတဲ့ตาသူခေါ်တဲ့ထင်ပြီးရေတဲ့အဆင်းနဲ့ရေတဲ့ပါသွားလမ်းမှာအာကိုရမဲ့ သူ့ရဲ့အမျိုးသားသိဆုံးသွားတယ်။စိတ်နှလုံးဖြည့်ပေးနိုင်တဲ့ตาလေးနှစ်ဦးကလည်းပဲတအူးကစွန့်ချီသွားပြီးတအူးကရေထဲပါသွားတာ။ဟောသူတယောက်တည်းရှိသွား။လူဘဝကြုံရတာတွေကိုပြပြတာ နော်။ကိုကိုယ်တိုင်ခံစားရရင်ဘယ်လိုနေမလဲစဉ်းစားကြည့်။အဲ့ဒီတော့သူ့ဘဝမှာခံစားလို့စိတ်ဖြည့်စရာဆိုလို့အိမ်မှာအမေရဲ့ဖေးရဲ့မောင်လေးရဲ့ရှိသေးတယ် အာဂုရကြီးနဲ့တာဝတိမြို့သို့တော်လမ်းမာရင်ပင်သတင်းဆိုကြားရတယ်။ညကလေကြီးမိုးကြီးကြပြီးတိုက်ပြိုကြတိုက်ပြိုကြလို့အမေလည်းဆုံးအဖေလည်းဆုံး မောင်လေးလည်းဆုံးဆိုတဲ့သတင်းကြား။ကဲရင်ထဲမှာဆုတ်တက်သွားပြီး သူဟာတောကဖြစ်သွား။အဲ့ဒီတောကကြောင့်ယူသွား ယူသွားတာတော့ကုံမတ္တကလို့ခေါ်တယ်။တောကကြောင့်ယူတာတိကျပြဲလို့ယူတာမဟုတ်ဘူး။တောကကြောင့်ယူသွားတဲ့ပဋ္ဌာစာရိဟာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာပြေရပြေချောင်းမြတ်စွာဘုရားမြင်လိုက်တာနဲ့မြတ်စွာဘုရားနဲ့အခုလိုဒီလိုတရားပွဲကြီးထဲမှာသူကရောက်လာ။ရောက်လာပြီဘုရားရှိအနာထီအောင်ရောက်လာတော့ လူတွေကမဝင်ဖို့တားတယ်ဒါပေမဲ့တော့သူကဖျားနာထီရောက်လာအဝုကမပါဘူးမြတ်စွာဘုရားကကရုဏာတရားမေတ္တာတရားအကျဉ်းနာမေတ္တာဖြန့်ကျက်ထားတဲ့နှလုံးသားရှိတဲ့စကားနဲ့တတိထားပါလို့ပြောလိုက်တဲ့စကားနားထဲဝင်သွားတဲ့အခါသူတော့ကလေးဟာယော့ချသွားအဲ့ဒီအချိန်မှာတတိပြန်ရလာလို့လောကကြီးမှာရှိသမျှ နေရာတွေအလုံးနဲ့လူမျိုးလုံးနဲ့သက်ဆိုင်နေဆိုတဲ့မြတ်စွာဘုရားရဲ့စကားရှင်းပြတဲ့တရားစကားကိုနားထောင်ရင် အသိဉာဏ်တွေဖြစ်လာတယ်။ဟုတ်တာပဲ။ငါတယောက်တည်းမှမဟုတ်တာ။တလောကလုံးဟာဥဉ္ဇဏချင်းသိချင်းဆိုတဲ့ဆင်းရဲဒုက္ခတွေကြုံတွေ့နေကြတာ။စဉ်းစားတတ်လား။စဉ်းစားဉာဏ်ကမှတော့တာကိုဖယ်နိုင်တာဖြစ်တယ်။ အဲ့ဒီချိန်မှာသူတော်ကရောကြသွားပြီနောက်ဆုံးမှာယဟန်ဘွားရောက်သောတပန်ဖြစ်တရားဆက်ကျင့်တော့ယဟန်နာမဖြစ်သွားတယ်ကြည့်လေလမ်းစဉ်မှန်ကန်တဲ့အမြင်တွေ့လိုက်တဲ့အခါမှာကံဆိုးတဲ့ပတ္တာစာရီဟာကံကောင်းသူမှဖြစ်သွားကိုယ်ရဲ့ချမ်းသာတဲ့လူတွေဟာဆောင်းကောင်းလို့ချမ်းသာနေကြတာလားစီးပွားရေးအောင်မြင်နေတဲ့ပုဂ္ဂိုလ်တွေဟာဆောင်းကောင်းလို့လားမေးကြရှေ့တယ်လေ သူတို့ဘာတွေကောင်းလို့ချမ်းသာတာလဲဆိုတာမြတ်စွာဘုရားဟောတဲ့အခါကျအရှင်းတော့ဘုရားဘာသာဖြစ်ပြီးတို့တွေဟာကံကောင်းခြင်းလို့ရှင်ဘာလို့အမဲဆိုတာတိတိချာချာမတိချာပဲနဲ့ဆူတောင်းတာဟာကံကောင်းတယ်လို့ထင်တယ်အဆောင်ကောင်းဆောင်လို့ရှင်ကံကောင်းတယ်လို့ထင်တယ်ကြံပင်ဆိုင်ရဲ့အကြံစီအောင်တယ်လို့လည်းပြောကြတယ်။ဂျင်းဆိုင်တဲ့အခါမှာချက်ချင်းကြီးပွားတယ်လို့လည်းပြောကြတယ်။ ဒါတွေဟုတ်ကဲ့လားအများကြီးပဲအကုန်လုံးတော့မပြောချင်ပါဘူးเนาะရတရားဆိုတာအများကြီးပဲလုပ်နေကြရှေရကုံဖျားပေါ်တက်ကြည့်စနေတော်ကဖျားစနေသားသမီးတွေလာပြီးရေလောင်းတာမွန်းနေတနင်္ဂနွေတော်ကဖျားတနင်္ဂနွေသားသမီးတွေလာမောင်းမလုံးချတာတော့လို့မင်းကံကောင်းခြင်းလို့လုပ်နေချာတာအဲ့ဒါတွေကတော့ကံကောင်းနိုင်သလား ဲ့တော့တေချာစဉ်းစားထပ်ဖို့လိုအပ်တယ်လို့ဆိုမြတ်စွာဘုရားကစဉ်းစားဖို့ပဲဟောတာတရားအဲ့တော့မြတ်စွာဘုရားဟောဤတို့ဒီလိုဟောလိုက်လို့ဗီရင်ဆရာတွေထိခိုက်သွားတယ်ဆိုလို့ရှင်ထိခိုက်အောင်ပြောတာမဟုတ်ပါဘူးထိခိုက်အောင်မပြောယုံတဲ့လူတွေကတော့ရှိမှာမြတ်စွာဘုရားပွင့်လို့ထိခိုက်သွားတဲ့လူတွေလည်းရှိတာပါ စီပွားတိုးတက်ပါရစေစီပွားရေးကောင်းပါရစေနဲ့ဆုတောင်းနေလို့မရပါဘူးဒါဘုရားဟောတာပဲเนาะစီပွားဥစ္စာတိုးတက်ခြင်းစီပွားဥစ္စာတိုးတက်တဲ့နိလန်းကိုမြတ်စွာဘုရားဟောထားတယ်ဘာဟောထားလဲဥထာဏသမရာလုံလဝိရိယနဲ့ပြည့်စုံအောင်မယ်အရခသမရာကိုရှာထားတာအလေလွတ်မရှိအောင်ထိမ့်သိမ့်တတ်ရမယ်သမဇီဝိတာမြတ်မြတ်တတ်တာသမွေးတတ်ရမယ် ကလျာဏမေတ္တတာမိကောင်းဆွေကောင်းရှိရမယ်။အဲ့ဒါဟာဒီဘဝမှာစီးပွားဥစ္စာတွေ့တဲ့ချင်းအကြောင်းနေလို့ဒီလိုပဲဟောတာ။အဲ့ဒါပဲရေတရားခြေရမယ်လို့မပါဘူးနော်။အဆောင်ကောင်းဆောင်ရမယ်လို့မပါဘူး။ဆိုလိုတာကမြတ်မပြေမှာဘုရဘာသာလို့သာဆိုသေးတာ။ဒီနေ့ချိန်ထိကောတုဟလမင်္ဂလာဆိုတာတွေကမပြောက်သေးဘူး။ဘယ်နာဒီ အစွမ်းတကူရှိတဲ့ပုဂ္ဂိုလ်ပေါ်တယ်ဆိုတော့သွားကြပြီလောက်ကြပြီနော်အဲ့ဒါတွေကမှန်သလားသွားသူကျင်တော့လှူပါမလှူပါနဲ့လို့မပြောလို့ဘူးအမှန်မှန်ကိုတော့သိဖို့ပြောရမှာဖြစ်တယ်ပေါ့နော်အမှန်မှန်ကိုသိဖို့လိုတယ်ကိုလို့တဲ့အလုဟာမှန်မှန်ကိုသိဖို့လိုတယ်မှန်မှန်သိရင်တော်ပြီလှူတာကိုယ်သဘောမှန်မှန်သိဖို့လိုတယ်သို့တော့အမှားကိုအမှန်ထင်နေတာ ။တမာဒိဋ္ဌိမဟုတ်ဘူးအဲ့ဒါကြောင့်ဒီကနေ့ထီအောင်ရန်ကုန်မြို့ပါပန္နတော် ပြောပါဦးရန်ကုန်မြို့ကရွှေရကုန်သွားကြည့်။နော်ဒီကနေ့ထီအောင်ဂျိုးပြေနံပြေတွေနဲ့လှုပ်နေကြတော့မှရှိသေးတယ်။အဲ့ဒါဘုရားဘာသာရဲ့အတန်တရံမဟုတ်ပါဘူး။အဲ့တော့မြန်မာနိုင်ငံကလူတွေဟာဘုရားဝါဒစစ်စစ်ဖြစ်တဲ့ပုံကိုရှိကောင်းရှိနိုင်တော့လဲ လူတိုင်းဟာဘုရားဘာသာဆက်စစ်မဖြစ်သေးဘူးလို့ပဲပြောရမှာဖြစ်တယ်နော်။ဘာကြောင့်လို့ဆိုတခြားနိလန်းတွေပေါ်မှာဆွဲလန်းမှုယုံကြည်မှု superstition လို့ခေါ်တယ်။ superstition ဆိုဆွဲလန်းနေယုံကြည်မှုတွေအဲ့ဒါမြတ်မပြေမှာဘုရားဘာသာလို့သာဆိုတယ် superstition တွေများကြီးဆွဲလန်းမှုတွေများတယ်။ကိုလုံးလာတဲ့လုပ်ငန်းတစ်ခုပေါ်မှာဆွဲလန်းနေလုပ်နေကြဖြစ်တယ် အဲ့ဒီအစွဲလန်းကင်းသွားမှဘုရားဘာသာအစ်စ်ဖြစ်မှာပေါ့။ဒါကြောင့်မို့တရားဓမ္မအရာအစွဲလန်းမထားပဲနဲ့ကြိုးစားအထုတ်ဖို့ဒါပဲပြောချင်တာမှဒီမှာ။ဒါကြောင့်မို့တော့ဒါတော့လမ်းစာလေးတင်ပေါ်ပြောတာနော်။လမ်းစာလေးပေါ်ပြောတာ။ဒီကံကောင်းခြင်းလို့ရှိရင်စိတ်ထားကိုပြန် ကံကောင်းခြင်းအဆောင်ရှာရမှာအဆောင်ရှောင်းဆောင်းအောင်မှာမဟုတ်ဒီနာကဘုရားဗဒနိုင်ငံတနိုင်ငံဖြစ်တဲ့ဗမာတွေကခေါ်တော့ယိုရီးယားလို့ခေါ်တယ်ထိုင်းနိုင်ငံအဆောင်ကိုအလုံးကိုမမောတယ်ဗမာပြည်တဲ့ဆိုးတယ်သူကဘုန်းကြီးတို့စီတောင်ရောက်လာထိုင်းနေတခါတခါရောက်လာရောက်လာပြီးမလုပ်လဲခေါင်းလေးထိုးပြီးခေါင်းပုတ်ခိုင်းတယ် နာနာရိုင်းလိုက်ရင်တော့မှတ်ကောင်းမှတ်သွားလိမ့်မယ်ထင်တယ်။ခေါင်းပုတ်လိုက်တာနဲ့သူက blessing ပေးတယ်ဆိုပြီးဂျင်းနဲ့ခေါင်းပုတ်ခံရတာဘာဂျင်းနဲ့ဆရာခေါင်းကိုယ်ပေါင်းကိုယ်ကောင်းလာပုတ်တယ်ဆိုဘယ်ဂျင်းနဲ့ဆရာခေါင်းနော်တွေ့ရစင်းနဲ့ခေါင်းဖြန်းဖြန်းနဲ့ရိုင်းလိုက်ရင်သဘောတွေကိုကြတပြေးကကလေးနဲ့သာရေပက်လိုက်မယ်ဆိုရင်ပုတ်ကသဘောကြကံကောင်းသွားတယ်လို့စိတ်ထဲမှာထင်တယ် အာမကူလောက်ပါဘူးအာမကူလောက်ဘူးဘုရားဗဒာဆိုပြီးတော့အဲ့ဒါတွေအာမကူသိမ့်ဘူးလို့ပြောချင်တယ်နော်ဘုန်းကြီးတို့ဟောထားတဲ့ဒီသာသနာနဲ့အစွမ်းတကူများဆိုတရားနာဘူးတဲ့လူလည်းရှိကောင်းရှိတယ်အစွမ်းတကူနဲ့သာသနာဆိုတဲ့နေရာအစွမ်းတကူဆိုတာမရှိဘူးတော့မဟုတ်ရှိအာကူလောက်တဲ့အစွမ်းတကူမဟုတ် စွမ်းတကူအာကိုလောက်တဲ့စွမ်းတကူကကိုထဲမှာပဲရှိကိုထဲမှာပဲရှိကိုရင်မှာပဲရှိအဲ့ဒါလေးပြောကြတာပဲ we are our own architect ကို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 ယ်တိုင်ပြုပြင်မှရတယ်ကိုရဲ့ architect ကကိုပဲဖြစ်တယ်ကိုဘဝကိုပဲပုံဖော်ရမယ်သူများ ပုံဖော်တာမဟုတ်ဘူးဘာသာတွေကိုလိုက်ကြည့်လိုက်မယ်ဆိုရင်ဘုရားသခင်လူတော်ကြဆွဲဘာသာတွေကအများကြီးတယ် အဖျသခင်လိုတော့ကြာဆိုပြီးတော့ဟိုတေချာစဉ်းစားကြည့်လို့ရှိရင်အတိညာဉ်ကိုထိတ်တန်းမတင်လို့အဲ့လိုဖြစ်တယ်အလုံးကအတိညာဉ်ကိုထိတ်တန်းတင်စေချင်တယ်ဟုတ်ဟုတ်စဉ်းစားမြတ်စွာဘုရားကတော့စဉ်းစားခိုင်းတယ်အကုန်လုံးသူပြောတာတောင်မယုံနဲ့အောင်စဉ်းစားလို့ခိုင်းတာသူ့ကိုလည်းဝေဖန်ခိုင်းတယ်တရားကုံတော်၆ပါးတည်းတည်တယ်မို့လားတန်ဒိဋ္ဌိကိုကိုယ်တိုင် မြင်နိုင်တယ်ကိုယ်တိုင်သိနိုင်တယ်သို့သောကိုယ်တိုင်သိဆိုလူတိုင်းသိလားလို့ဆိုပစ္စတံဝိရိတဘောဝิญญုဟိပညာရှိမှသိပါအသိဉာဏ်ရှိဖို့လိုတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားဟောတဲ့ဟာအဆုံးမစကားသာလင်ဖြစ်တယ်အဲ့ဒီအဆုံးမစကားဟာမှန်ကန်တဲ့အဆုံးမစကားဖြစ်လို့နားထောင်ရုံတက်တဲ့နဲ့မပြီးပါဘူးဆေးနဲ့အလားတရံတူတယ်ဆေးဆိုတာ ောက်မှအကျိုးရောက်မှာဖြစ်တယ်။ညွန်ကြားထားတဲ့ဆေးကိုတောက်ဖို့လိုတယ်လို့ပဲ။ရသော်ဘုရားရဲ့ဆုံးမဆိုတာလဲဘာလဲလို့မေးလို့ရှိရင်မလို့ရမှနဲ့လို့ရမှဒီနှစ်ခုပဲပြောတာနော်။မလို့ရမှနဲ့လို့ရမှဒီနှစ်ခုပဲပြောတယ်။ကိုသန်းသမီးကိုဆုံးမတဲ့မိဘတွေအခုဒီထဲမှာမိဘတွေအများကြီးပါတယ်။သန်းသမီးကို ဆုံးမတာနှမျိုးပဲဆုံးမတာကိုယ့်ကိုယ်လည်းစဉ်းစားကြည့်တို့ဆုံးမတာနှမျိုးတည်းဆိုဟုတ်လားဒါမလုံနဲ့ဒါလုံဒီလမ်းမသွားနဲ့ဒီလမ်းသွားဒါပဲမဟုတ်လားမလုံရမှနဲ့လုံရမှဒီတစ်ခုပဲပြောတာပဲအချင်းချုပ်လိုက်လို့ရှိရင် မလုံရမှနဲ့လုံရမှဒီတစ်ခုအတည်းမြတ်စွာဘုရားကလည်းဆုံးမတယ်ဆိုတာဒါပဲပြောတာဒါမလုံနဲ့ဒါလုံမလုံရမှနဲ့လုံရမှဒီတစ်ခုပဲပြော အဲ့ဒီနှစ်ခုသေးသေးချာချာနားလည်ပြီးတော့ကံကောင်းခြင်းလို့ရှင်မလုံရမှာကိုရှောင်းလုံရမှာကိုလှုပ်ဆောင်ဟောတာကံကောင်းခြင်းအကြောင်းပဲဖြစ်တယ်နော်စေရနာကောင်းလင်ကံကောင်းသည်လို့ပြောတာဟာကစေရနာတစ်ခုတည်းကိုဥတီပြောတာအခုဒီကနေ့ညမြတ်စွာဘုရားဟောတဲ့တုတ်တန်တစ်ခုအရာကံကောင်းအောင်တို့ဘာတွေလုပ်ရမလဲကြည့်ရသော်ဗျာက ကံကောင်းခြင်းနဲ့စိတ်ဓာတ်ကိုပြင်တဲ့ကိုယ်စိတ်ဓာတ်ကိုပြင်စိတ်ဓာတ်ပြင်ဘာတွေပြင်ရမလဲကံကောင်းတဲ့ဆိုတာဘာလဲကိုယ်တဏ္ဍမှာကောင်းတဲ့ကံဆိုတာဟာကောင်းရချမ်းသာပြီးမှကံကောင်းတယ်လို့ခေါ်တာလေကံဆိုတာနှမျိုးပဲရှိတယ်ကုသိုလ်ကံနဲ့အကုသိုလ်ကံကုသိုလ်ကံဆိုတာကောင်းတဲ့ အပြစ်ကင်းပြီးကောင်းရချမ်းသာလေးကိုပေးတာကိုကုသကံလို့ခေါ်ပြီးတော့အကုသကံကြတော့အပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးကိုပေးတာကိုအကုသကံလို့ခေါ်တယ်။အဲ့တော့ကံကောင်းဆိုတာကုသကံကိုပြောပြီးကံဆိုးဆိုတာအကုသကံကိုပြောတယ်။နော်။လောကလူတွေကကံဆိုးကံကောင်းကိုကုသအကုသကံမပြောဘဲနဲ့ထိပေါက်ရင်လည်းကံကောင်းတယ်လို့။ခြေပါဥစ္စာတက်လာရင်လည်းကံကောင်းတယ်လို့ထင် အဲ့ဒါတကယ်ကတော့ကံရဲ့အကျိုးသာလည်းဖြစ်တယ်ကံကောင်းတာမဟုတ်သေးဘူးနော်တယောက်တယောက်နှုတ်ဆက်တဲ့အခါတို့ဆူတောင်းတဲ့အခါကျကံကောင်းပါစေမပြောကြကလက်ဆာနော်ဘုမပြေရလူတွေသာဒီလိုပြောတာမဟုတ်ဘူးဘုမစကားနဲ့မဟုတ်တဲ့အခါကျတော့လေကလက်ပဲကံကောင်းပါစေလို့ပြောကြတာအဲ့တော့ကံကောင်းတာ ထိပေါင်းရင်လည်းကံကောင်းတယ်လို့ပြောတယ်စီပေါင်းစားတိုးတဲ့ရင်လည်းကံကောင်းတယ်လို့ပြောတယ်အစည်းတွေကလွတ်သွားရင်လည်းကံကောင်းတယ်လို့ပြောတယ်အဖမ်းမခံရရင်လည်းကံကောင်းတယ်လို့ပြောအမျိုးစုံပဲကံကောင်းတယ်လို့ပြောတာတည်းကအဲ့ဒါဟာစိုးချိုးကလွတ်မြောက်နေတာကိုကံကောင်းတယ်လို့ပြောတာကံဆိုတာအကြောင်းတရားသာလင်းဖြစ်တယ်အဲ့တော့အကြောင်းတရားကောင်းအောင်လုပ်ဖို့လိုတယ်ဆိုတာမမေ့ဖို့ပေါ့နော်မမေ့ဘူး တော့မြတ်စွာဘုရားဟောတာတမပတ္တိဆိုတဲ့တုတ်တံမှာဟောထားပုံလေးချင်း